ြန်မာသချင်းတွေ international သချင်းတွေ podcast တွေနားထောင်လို့ရတယ် Spotify account ကိုဘယ်လိုဖွင့်ကြမလဲ Okay ကျွန်တော်တို့ Spotify account ဖွင့်ဖို့အတွက်ကျွန်တော်တို့ Chrome ထဲကနေ open.spotify.com ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပြီးသူ website ထဲရောက်သွားလို့ရှိရင်ကျွန်တော်ဒီညာဘက်တောင်းကအဆက်လေး၃ဆုံးနေတိုင်းမယ်ပြီးကျွန်တော်တို့ sign up ထဲဝင်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီလို website ထဲဝင်လာမှာဖြစ်ပါတယ် ီထဲမှာကျွန်တော်တို့ Google account နဲ့ဝင်မယ်ဆိုရင်ဒီအောက်က sign up with Google Facebook နဲ့ဆိုရင် sign up with Facebook ရေလူကောင် iPhone 3နဲ့ဆိုရင် sign up with Apple ကိုကြိုက်တဲ့တခုကိုရွေးလို့ရပါတယ်ဒါမှမဟုတ်ကွာ email address နဲ့ဖြည့်မယ်ဆိုရင်လည်း email address နဲ့ဖြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့ email address နဲ့ဖြည့်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ email လိပ်စာထည့်လိုက်မယ်ကျွန်တော်တို့ next ကိုနှိပ်လိုက်မယ် ီးကျွန်တော်တို့ဒီမှာ password ထားပေးရမှာဖြစ်ပါတယ် password ထားတဲ့အချိန်မှာ letter တခုပါရမယ် special character ဒီ question mark တို့ and no exclamation mark တို့တခုပါရမယ်ပြီးတော့စာလုံး၁၀လုံးရှိရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ next connect ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်မှာကိုယ်နာမည်ထည့်ပေးရမှာဖြစ်ပါတယ်ကိုယ်ကျိုင်းရဲ့နာမည်ထည့်လိုက်ရတယ်ဗောနောပြီးကျွန်တော်တို့ဒီမှာမွေးနေ့ဖြည့်ပေးရမှာဖြစ်ပါတယ် ပြီးရင်ကျွန်တော်တို့အောက်မှာ gender ယူပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ next ကိုနှိပ်မယ်ပြီးကျွန်တော်တို့ sign up ဆိုတာနှိပ်မယ်ဆိုရင် Spotify account ဖွင့်တာအဆင်ပြေသွားပြီဖြစ်ပါတယ် okay ကျွန်တော်တို့ Spotify account ဖွင့်ပြီဆိုလို့ရှိရင် Spotify app ကို Google Play Store ဒါမှမဟုတ် App Store မှာ download ရပါတယ် Spotify နဲ့ပတ်သက်ပြီးတော့ review တွေတော့ထွေထူးပြောစရာလိုမယ်လို့မထင်ပါဘူး။ File size ကလည်း100 MB ဝင်ကျင်ပဲရှိပါမယ်။ ျွန်တော်တို့ app ကို download ဆဲပြီးရင် software ထဲဝင်ပါမယ်။ pin လေးကိုနှိပ်မယ်။ pin စောနာကဖြည့်ခဲ့တဲ့ email နဲ့ password ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဖြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ login ကိုနှိပ်ပေးလိုက်မယ်။ဆိုရင် Spotify account ထဲဝင်လာမှာဖြစ်ပါတယ်။